လူတွေကအစွဲရီတဖွည်းဖွည်းနဲ့ငမန်းကြီးတွေမြင်တဲ့အခါမှာဒါဟာအန်နီရဲ့အယမ်းများတယ်လို့ထင်တတ်ကြပါလိမ့်မင်္ဂလာပါတော့မဂဇင်ပရိသတ်ကြီးအကယ်၍ရည်ထဲမှာသာငမန်းတစ်ကောင်နဲ့မျက်နှာချင်းဆိုင်ရင်ဆိုင်လိုက်ရမယ်ဆိုရင်ပရိသတ်ကြီးတို့လည်းတေချာပေါက်ချောက်သွားပါလိမ့်မယ်တကယ်တော့ငမန်းဤဟာအဲ့လိုမျိုးကြောက်စရာကောင်းနေမဟုတ်ဖ ೇನೆ တနာစရာကောင်းတဲ့တတ္တဝါတွေပါဘာကြောင့်ဒီလိုပြောရလဲဆိုရင်တော့ငမန်းဤဟာအသားစားတတ္တဝါတွေဖြစ်တယ်ဆိုပေမဲ့လည်းသူတို့ကြောင့်နှစ်စဉ်နှစ်တိုင်းလူအသေးပြောက်ရှိရတာဟာ၄ယောက်ကနေ၅ယောက်တစ်ခါတလေလုံးဝမရှိတဲ့အခြေအနေတောင်မှရှိတတ်ပါသေးတယ် ငမန်းတွေဟာလူတွေကိုအန္တရာယ်မပြုဘူးဆိုပေမဲ့လူတွေဟာငမန်းကလူကိုလွန်ခဲ့တဲ့၄နှစ်လောက်ကတခုခုတိုက်ခိုက်လိုက်ပြီဆိုတာနဲ့ငမန်းတွေအကုန်လုံးဟာအသားစားကျူးတဲ့တပ်တော်တွေလူတွေကိုဒုက္ခပေးမဲ့တပ်တော်တွေလို့ထင်ပြီးဝိုင်းဝန်းတပ်ဖြတ်ကြပါရတယ်။ဤတနာစရာကောင်းတဲ့ကောင်ချီတွေဟာသွေးညီနဲ့မရမရှင်လူတွေကိုဘာမှအန္တရာယ်ပြုမှာမဟုတ်သလိုသူတို့ကိုဘာမှမထိခိုက်ရင်လည်းသူတို့ကလာထိခိုက်မှာမဟုတ်ပါဘူး။လူသားတွေကြောင့်ဖြစ်ပေါ်လာတဲ့ဇာတ်မီတွေရှာပါလာတာပင်လယ်ထဲမှာအမိုက်တွေဆွန့်ပစ်တာကြောင့်နေစရာတွေတစ်ဖြည်းဖြည်းပျောက်လာပြီးတစ်ဖြည်းဖြည်းနဲ့သူတို့တွေဟာကန်းဆက်တွေဘက်ကိုရွှေ့ပြောင်းလာပါရဲ့။ တကယ်လက်တွေ့လူတွေကိုမျက်စိနဲ့တိုင်းအသက်ပေါင်းများစွာနှုတ်ယူနေတာဟာငမန်းနေထက်စားလို့ရှိရင်ငမန်းနေနေတဲ့ပင်လယ်ပြင်ကြီးကဖြစ်ပြီးပင်လယ်ပြင်ကြီးရဲ့လိုင်းနေကြောင်းလူသေဆုံးရတာဟာနှစ်စင်မှာတောင်းကနဲမှာရှိနေပါတယ်